၈00တန်နဲ့ထိုင်းရွှေစည်းပိတ်သွားပါတယ်။အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြေဆုံးနိုင်ကြပါစေ။ဒီနေ့ထိုင်းရွှေစည်းကတော့ညနေမှ၈00တက်ပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲစည်းဆိုင်ကရောင်းတဲ့ဈေးက9500ဆိုင်ကလက်ခံတဲ့ဈေးက9400အဝေးနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9300နဲ့ပေါင်းစည်းရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3024နဲ့ထိုင်းရွှေစည်းကိုတွက်ထားပါတယ်။ဒေါ်လာကိုတိုင်းဘက်ငွေ32.4နဲ့ထိုင်းရွှေစည်းကိုတွက်ထားပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘဏ်ကောက်ထဲမှာလက်ခံ200ရှိပါတယ်။လက်ခံ PSC ထိုင်းရွှေ ခဲ့တဲ့ဘတ်သားကို9200နဲ့ပေါင်းစည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရာခိုင်နှုန်းပြန်မပြပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝိရဏရဲ့လက်ခါတွေကတော့ဘဏ်ကောက်ထဲမှာတစ်ဘတ်သားကို1000ကနေ2000လေးရှိနေပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါဈေးနှုန်းကရောင်းလဲမှုရှိနေပါတယ်။ ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းတော့ဖြတ်ပြီးတဲ့အပြင်ကို4900ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံပါပါ60ကိုတသမာ99ရှိတဲ့ရွှေအခဲတကရန်ကိုဆိုင်ကရောင်းခဲ့ဈေးက3596ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက3566ဘတ်နဲ့ပေါင်ဈေးရှိပါတယ်လက်ရှိမှာတော့ကဘာရွှေဈေးကလည်းအတက်ဈေးနဲ့ပြနေတယ်လို့ထိုင်းရွှေဈေးကလည်းအတက်ဈေးနဲ့ပြနေတာဖြစ်ပါတယ်ကဘာရွှေဈေးကတော့ဆက်လက်တက်ဖို့လားလားရှိနေတဲ့အနေအထားမှာရှိပါတယ်ကဘာရွှေဆက်လက်တက်မယ်ဆိုရင်ထိုင်းရွှေဈေးကလည်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်လက်ရှိမှာတော့ထိုင်းရွှေဈေးတွေက စေးမြင်နေတဲ့အတွက်ဝယ်စုမဲ့သူတွေအတွက်အကြသေးကိုခဏဆောင်ပြီးဝယ်စုကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ထိုင်းကျွေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်ရေရှည်အနေနဲ့စဉ်းစားပြီးဝယ်စုကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ထိုင်းကျွေကိုဝယ်စုမယ်ဆိုလို့ရှိရင်လည်းရွှေအခဲတွေကိုပဲဝယ်စုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ထိုင်းကျွေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်။ထိုင်းကျွေစင်ငွေစည်းတွေကိုတည်ကျင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်ရှင်နိုင်ကြပါစေ။